โอเคဆိုတော့တိုးတက်လာတဲ့ KG ထဲမှာကျွန်တော်တွေက video editing တို့အာဒီပုံတွေလောက်တဲ့ပိုင်းတွေတို့ဆိုတာကမဖြစ်မနေလိုအပ်လာတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တွေကအလုပ်တွေရဲ့အများစုက ီ online ပေါ်ကနေသွားလာကြပြီပေါ့နော်သွားလာကြပြီဒါမှတော့ကျွန်တော်တို့ဒီအထင်ရောင်းတာတွေပြီးတော့လို့ချင်းဆက်ပစ္စည်းတွေရောင်းတာတွေကအစကိုပိုင် page တွေထောင်ပြီးတော့ video တွေလောက်ကြတယ်ပုံတွေလောက်ကြတယ်ဆိုတော့ကျွန်တော်တို့ဒီ scale တစ်ခုခုကို တတ်ထားလို့ရှိရင်အာကျွန်တော်အနေနဲ့ကိုကိုပိုင်းဆိုင်ဖွင့်တာပဲဖြစ်စေဒါမှမဟုတ်အလုပ်ဝင်လုပ်ချင်လို့ပဲဖြစ်စေအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအတွက်အခွင့်အလမ်းတစ်ခုပို့ပြီးရရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်ဗာပြောပြသွားမှာလဲဆိုတော့ကအာဒီ ကပ်ကပ်ကိုတုံးပြီးတော့မှ video editing လုပ်တဲ့ဘိုင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့အမှအလုပ်ပြသွားမယ့် version ကတော့ကျွန်တော် PC version ဖြစ်တယ်ပေါ့နော်ဘာလို့အာဒီကပ်ကပ်မှာကကျွန်တော် version နှစ်မျိုးရှိတယ်အာ phone version ရယ် PC version ရယ်ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့နော် phone version ကတော့အာဒီ phone ကောင်းရင်တော့အာလုပ်လို့ဆင်ပြေတယ်ဒါပေမဲ့အာ phone ရယ်လေးသွားနိုင်တယ်ပေါ့နော်အဲပြီးတော့ function တွေကတိတ်ပြီးတော့မစုံဘူးလို့ပြောလို့ရတယ် ဆိုတော့ကျွန်တော် PC version ကိုအရင်ဆုံးလုတ်ပြပါမယ်။အာ phone version ကိုလည်းကျွန်တော်လုတ်ပေးဖို့စီစဉ်ရှိပါတယ်။ဆိုတော့စနိုင်ကြအောင်ပေါ့နော်။ဆိုတော့ဒီမှာဆိုလို့ရှိရင်အာကျွန်တော်တို့ create project ဆိုတာရှိတယ်။ဒါကတော့ကျွန်တော်တို့ video တွေစပြီးတော့ edit လုပ်တော့မယ်ဆိုလို့ရှိရင် um ဒီအားနေဝင်ရတယ်ပေါ့နော်။ဒီ AI video maker ဆိုတာကတော့ AI ကိုသုံးပြီးတော့မှကျွန်တော်တို့ video လုတ်တဲ့ဟာပေါ့နော်။အာဆိုတော့အောက်မှာအာ auto auto cut out ဆိုတာတွေရှိတယ်ပြီးတော့ enhance equality ဆိုတဲ့ဟာတွေရှိတယ်ဆိုတော့ဒါတွေကိုခဏထားလိုက်ပါအောင်ဆိုတော့ကျွန်တော်တို့ကဒီတစ်ခုကို create project ဆိုတဲ့ဟာတွေကိုဝင်လိုက်ရင် စာပြီးတော့လုပ်လို့ရပြီဆိုတော့အဲကျွန်တော်ကိုကျွန်တော်မိတ်ဆက်ပေးပြစီကျွန်တော်ကတော့ဒီမှာ video editor အနေနဲ့အလုပ်လုပ်နေတယ်ပေါ့နော်ဆိုတော့ remote job တစ်ခုအလုပ်လုပ်နေပါတယ်အဲပြီးတော့ကျွန်တော်ကိုပိုင် video လေးတွေကိုလည်းဖန်တီးပြီးတော့အာတင်နေတယ်ပေါ့နော်ဟုတ်ဆိုတော့ကအဲကျွန်တော်တို့ဒီမှာ ကတ်ကတ်မှာကျွန်တော်တို့က version နောက်ထပ်နောက်ထပ်ပေါ့နော်နှစ်ခုရှိတယ်တစ်ခုကတော့ pro version နဲ့ UU တာမန် version နဲ့ပေါ့နော်ဆိုတော့တာမန် version ဆိုလို့ရှိရင်လည်းကျွန်တော်တို့တာမန် cut out လောက်တာမျိုးတွေတာမန် video editing လောက်တာမျိုးတွေဆိုလို့ရှိရင်အဆင်ပြေတယ်ဆိုတော့ပုံမှန်ဆိုလို့ရှိရင်အရင်တုန်းကကြော်တွေက Adobe Premiere Pro လို့ပါလို့ ਨੇ အာဗီဒီယို editing လုပ်ကြရတယ်ပေါ့နော်ဒီ CapCut နဲ့ကလုပ်တာပါကောင်းလဲဆိုတော့ကျွန်တော်တို့ဒီ အခမ်းမိုက်မိုက်ဗီဒီယိုပုံစံမျိုးဖန်တီးလို့ရတယ်အာပြီးတော့ပညာလည်းတိတ်ပြီးတော့မလိုဘူးပေါ့နော်လွယ်လွယ်ကူကူအာလူတယောက်ဂျူသုံးပြောမယ်ဆိုရင်ဒီအာဒီဟာကိုအသုံးပြုတတ်ဖို့အတွက်ဆိုလို့ရှင်ကျွန်တော်အနည်းဆုံးတရက်လောက်ပဲကြာမယ်ပေါ့နော်ဆိုတော့အာဒါလေးကိုပြပြပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ create project ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်โอเค okay ဒါဆိုရင်တော့သူကဒါကျွန်တော်တို့ပရမအောင်မြင်ရမယ်၄အောက်ကြီးဖြစ်ပါတယ်ဗောနော၄အောက်ကြီးဖြစ်ပါတယ် ဒီမှာကျွန်တော်တို့မီဒီယာဆိုတဲ့ဟာမှာကအာကျွန်တော်တို့ဒီအာဗီဒီယိုတွေနောက်ပြီးလို့ရှိရင်အာထည့်လို့ရတယ်ဗောနော်ဗီဒီယိုတွေပုံနေထည့်လို့ရတယ်ကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုတွေပုံတွေကိုလည်းဒီထဲမှာလာပြီးတော့ထည့်လို့ရတယ်ဟုတ်ဆိုတော့ဒီ import ဆိုတဲ့ဟာကတော့ကို ရိုက်ထားတဲ့ဗီဒီယိုတွေပုံတွေကိုလာပြီးတော့အာထည့်လို့ရတဲ့နေရာဖြစ်ပါတယ် ဒီ euro ဆိုတာကကြတော့ကျွန်တော်တို့အာကျွန်တော်တို့လုတ်ထားတဲ့ဟာတွေပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ AI media ဆိုတာကအာ AI media ဆိုတာကကြတော့ကျွန်တော်တို့လိုချင်တဲ့ပုံတွေအာကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုပုံစံတွေကို AI ကိုအာအသုံးပြုပြီးတော့မှဗီဒီယိုဖန်တီးခိုင်းတာဖြစ်ပါတယ်ဒါကတော့ production မှာအာရမှာပေါ့နော် production မှာရမှာဆိုတော့က ကျွန်တော်မှဆိုလို့ရှိရင်ဒီမှာ credit တွေက100အဲ sorry 1295ခုရှိတယ်ကောနော် okay space ဆိုတော့ကတော့ဒါကျွန်တော်လုတ်ထားပို့ခဲ့တဲ့အာဗီဒီယိုတွေကိုပြန်ပြီးတော့ပြနေတာဖြစ်ပါတယ်အာဒီဗီဒီယိုတွေဆိုတော့ကျွန်တော်အလုပ်နဲ့သက်ဆိုင်ပြီးတော့လုတ်ထားတဲ့ဟာတွေပေါ့နော်ကျွန်တော်ရဲ့အလုပ်ဒီ remote job လုပ်ခါနေလုတ်ထားတဲ့ဟာတွေပေါ့ပြီးတော့ဒီမှာ library ဆိုတဲ့ဟာတွေမှာကအာကျွန်တော်တို့ဒီသူကအာတစ်ခါတည်းထည့်ပေးပြီးဒါဗီဒီယိုတွေကို လိုက်ရှာလို့လည်းရတယ်အဲယူသုံးလို့လည်းရတယ်ဒါပေမဲ့အဲလိုချင်တဲ့ဟာတော်တော်များများကိုတော့ရှာပြီးလို့ရှာလို့မတွေ့ဘူးပေါ့နော်ရှာလို့မတွေ့ဘူးဒါပေမဲ့အာမန်လောက်သုံးချင်တယ်ဆိုလို့ရှိရင်တော့သုံးလို့ရတယ်ဆိုတော့ဒီမှာကသူကဒီ pro version pro ဝယ်ထားမှသုံးလို့ရမယ်ဆိုဒီနားလေးမှာ pro ဆိုပြီးတော့တက်ပေးထားတယ်ပေါ့နော်တက်ပြီးတာဒီမှာဆို green screen ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ green screen နဲ့လုပ်တဲ့ဟာလေးပေါ့နော်ဆိုတော့ဒါကတော့ media ဘိုင်းကိုရှင်းပြပြီးသားပြီး တော့ audio နော် audio ဆိုမှာကတော့ဒီမှာကျွန်တော်တို့ဒီအတန်သွင်းထားတဲ့ audio တွေကိုအာဒီမှာလိုက်ပြီးထည့်လို့ရတယ်ပေါ့နော် audio ဆိုတာကလည်းခုနကတော့အတိုင်းပဲဖြစ်ပါတယ် music ဆိုတာကတော့ကျွန်တော်တို့ဒီမှာသချင်းနေပေါ့နော်ပြီးတော့ဒီကသချင်းနေတော်တော်များများက copyright မမိဘူးပေါ့နော်တကယ်လို့ copyright မိတယ်ဆိုလို့ရှိရင်လည်း um program media ဆိုလို့ရှိရင်တိတ်ပြီးတော့ effect ဖြစ်မနေဘူးပေါ့နော်ကျွန်တော်ဆိုလို့ရှိရင် YouTube မှာတင်ထားတဲ့အာဗီဒီယိုတွေရှိတယ်ဒါပေမဲ့အဲ့ဒီဗီဒီယိုတွေကအာ ဲတီးလုံးနေရပါတော့။တွားပြီးတော့ copyright မိနေတယ်။ဒါပေမဲ့အမ် copyright မိနေတယ်ဒါပေမဲ့ဘယ်လိုပြောမလဲ effect မဖြစ်ဘူးပေါ့နော်ဗီဒီယိုပိတ်ပစ်လိုက်တာလို့အဲလိုမျိုးအတန်တွေ mute လိုက်တာလို့နော်အဲလိုမျိုးတွေ wanting ပေးတာမျိုးလို့အာတိတ်တော့မရှိဘူးပေါ့နော်သူကစာတော့ပေါ်လာတယ်အာဒီဒီဒီလုံးကပေါ့နော်ဒီဒီလုံးက copyright မိနေတယ်ဒါပေမဲ့အာဘယ်လိုပြောမလဲ အဖက်ပါမှမဖြစ်ဘူးပေါ့နော်အဲ့လိုလာပြီးတော့ပြောလာမျိုးတရှိတယ်ဆိုတော့အတိအကတချင်းတွေတော်တော်များများတွေက copyright မညီဘူးပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်တဲ့ဟာရိုက်ရှာလို့ရတယ်ဘယ်လိုပြောမလဲအခုကျွန်တော်တို့လိုချင်တာက piano တီးတဲ့တီးလုံးပေါ်မှာမှသူကဝမ်းနေတဲ့ဟာမျိုးတွေပေါ့နော်ဆိုရင် piano piano အာ set ဆိုလို့ရှိရင်သူကဒီမှာအာဝမ်းနေကြအောင်တဲ့တီးလုံးတွေကို piano နဲ့တီးထားတဲ့ဟာတွေကိုထုတ်ပေးလိမ့်မယ်ပေါ့နော်ထုတ်ပေးလာလိမ့်မယ် ကျွန်တော်တို့ဒါတီးလုံးနေဆိုလို့ရှင်ဒီကနေသွားပြီးတော့ယူလို့ရတယ်အမှကိုကဒီဘယ်လိုပြောမလဲ refresh ဖြစ်တဲ့ mode လိုချင်တယ်အဲအဲ့လိုမျိုးဆိုလို့ရှင်ဒီမှာ refresh mode အာဘာညာဆိုရိုက်ထည့်လိုက်လို့ရှင်ရင်ကိုလိုချင်တဲ့တီးလုံးလိုက်ပြီးတော့ရှာပြီးတော့ထည့်လို့ရပြီပြီးတော့ဒီမှာ sound effect ပေါ့နော် sound effect ဆိုလို့ရှင်လည်းအဲ့လိုပဲအမ်ဒီမှာကျွန်တော်တို့ဘယ်လိုပြောမလဲအာရည်တဲ့အတန်တွေထည့်ကြရဆိုရင် left ဆိုပြီးတော့ရေးလိုက်တယ်ဒါဆိုလို့ရှင်ရင်ဘာလဲဒီမှာရည်တဲ့အတန် ဒါဆိုတော့ sound effect ပဲเนาะ sound effect တွေ။ sound effect တွေအပြီးတော့ပြီဆိုလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့တွေက ထားပါတော့ကိုမကိုဒီ music တွေယူပြီးတော့ထည့်တယ်။ဘာညာတွေထည့်တယ်ဆိုလို့ရှိရင် copyright မိမမိတယ်။နောက်ပြီးတော့စစ်လို့ရတယ်။ဒါပေမဲ့ဒီက copyright စစ်တဲ့ဟာကကြတော့ဒီများသောအားဖြင့် TikTok အတွက်ပဲစစ်လို့ရတယ်ပေါ့နော်။ โอเคပြီးတော့နောက်ထပ်တစ်ခုကကျွန်တော် text ပေါ့เนาะ text ကတော့ကျွန်တော်ဒီတိုင်းပဲရှင်းတယ်ဒီဒီကနေပြီး drag and drop ဒီထက်ကိုပြစ်ထည့်လိုက်တယ်ဆိုလို့ရှိရင်အကျွန်တော်ဒီမှာစာရီပေါ်လာပြီပေါ့เนาะအ URL ဆိုတာကတော့အများသောအဖြစ်တော့ကျွန်တော်တို့အမိထားနိုင်ပါဒါဒီကသိပြီးတော့အမလိုအပ်သေးဘူးပေါ့เนาะဆိုတော့ text effect ဆိုတာကတော့သူကတစ်ခါတည်းလှုပ်ထားပြီးဒါအလှဆင်ထားပြီးဒါအာစာသားတွေပေါ့เนาะအလှဆင်ထားပြီးဒါစာသားတွေကျွန်တော်တို့ယူသုံးခြင်းသလားဘာလားညာလားပေါ့เนาะဆိုတော့ကျွန်တော်ခုနယူထည့်လိုက်တဲ့ ော် drag and drop နဲ့เนาะအာဆွဲထည့်လိုက်တဲ့ဟာကိုကျွန်တော်ပြောင်းကျင်လို့ဆိုလို့ရှိရင်ဒီစာကြောင်းလေးကိုနှိပ်နှိပ်ပြီးတော့မှဒီကောင်နဲ့နှိပ်လိုက်လို့ရှိရင်သူကပြောင်းသွားပြီเนาะ okay okay ဘောเนาะဒီမှာဆိုပြောင်းသွားပြီဆိုတော့အဲ့လိုပဲအာကျွန်တော်တို့လိုချင်တဲ့စာသားအလားပုံစံလေးတွေကိုလိုက်ပြီးတော့ရှာလို့ရတယ်ထည့်လို့ရတယ်ပေါ့နော် Okay. Text template ပေါ့နော် Text template ဒီကောင်ကတော့ကျွန်တော်ကတော့အများစုအပြင်မသုံးပြဘူးဘာလို့လဲဆိုတော့သူကမြန်မာစာတွေဆိုရင်အာတိတ်ပြီးတော့အဆင်မပြေပြီးတော့တချို့စာတွေကကြတော့ဘယ်လိုပြောမလဲကိုလိုချင်တဲ့စာသားနဲ့သူဒီမှာဟိုဖြစ်လို့ရတဲ့အာသူဒီဇိုင်းဆွဲတာဘယ်လိုပြောမလဲကျွန်တော်စာသားပြောင်းလိုက်လို့ရှိရင်သူကဒီဇိုင်းအပြတ်ပြီးတော့မလှသွားတဲ့ဟာမျိုးတွေရှိတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီဟာတွေကိုတိတ်ပြီးတော့မသုံးဘူး โอเคဒီမှာရှိတဲ့ auto caption อ่ะ auto caption ကကြတော့ဗာလဲဆိုတော့အမ်ဒီပေါ့เนาะကျွန်တော်တို့စကားပြောအခုကျွန်တော်စကားပြောနေတဲ့ဟာဒီကိုဒီမှာစာတန်းနေထိုးနေတာကကျွန်တော်ဒီ auto caption နဲ့လုပ်ထားတာဗောနော်အရင်တုန်းကကျွန်တော်ကပ်ကပ်ဆဆထွက်ထွက်ခြင်းတော့ကတော့အတော်အများစုကတော့မမှန်ဘူးအဲ့ဒီ auto caption ထိုးလိုက်တဲ့ခါကြာလို့ရှင်စာလုံးတွေကတော်တော်မမှန်ဘူးဒါပေမဲ့ခုနောက်ပိုင်းမှာ version တွေတစ်ခုပြီးတစ်ခု update ဖြစ်လာတဲ့ခါမှာအမ် တော်တော်လေးမှန်လာတယ်ပေါ့နော်တော်တော်လေးမှန်လာတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့စကားကိုပြပြတတနဲ့ပြပြတတပြောဖို့လိုအပ်တယ်တခါဒါပေမဲ့တခါတေချလို့ရှင်တယ်ကျွန်တော်တွေကမိခင်ဘာသာစကားပြောတာဖြစ်တဲ့အတွက်မြန်သွားတဲ့နေရာတွေပါလိရှိလို့ရှင်သူကအထိပ္ပယ်ကောက်လွဲပြီးတော့စာသားတွေပြောင်းသွားတယ်ရှိတယ်ဒါပေမဲ့အဲ့ဒါကအဲနဲတယ်ပေါ့နော်နဲတယ်အရင်ကတည်းကဆိုင်အများကြီးနဲတယ်ဒါပေမဲ့ရှိနေသေးပဲမရှိတော့ဘူးလို့တော့မပြောဘူးရှိတော့ရှိနေသေးပဲဒါပေမဲ့အရန်နဲသွားတယ်ဆိုတော့ကျွန်တော်တို့ကဒီအဲ့ဒါ auto caption နဲ့လုတ်ပြီးသွားပြီဆိုလို့ရှင် အာစာသားလေးတွေကိုနည်းနည်း light set လိုက်ရုံပဲပေါ့နော်ဘလိုမျိုး trade တို့စာကြောင်တစ်ကြောင်လုံးပြောင်းပလိုက်ရတာတို့ဘာလို့တော့မရှိတော့ဘူးခင်နောက်က local caption ဆိုတာကတော့ကျွန်တော်တိတ်ပြီးတော့မသုံးဘူးဆိုတော့ဒါလေးကိုကြော်ထားလိုက်မယ်အာပြီးတော့ဒီ video ကကျွန်တော်တို့ဒီအခုမှပေါ့နော်အာဒီ video editing ကိုလည်းတတ်ထားခြင်းတယ်ဆိုတဲ့လူတွေအတွက်ညှော်ဝေးပေးတာဖြစ်ပါတယ်ဆိုတော့อืม ွန့်ကျင်ပြီးသား Pro တွေကတော့ Pro 60တွေကတော့ကျွန်တော်တို့ um Pro 60တွေကတော့ um ကြော်သွားလိုက်ပါတော့။ Okay ပြောဒီမှာရှိတဲ့ sticker တွေကပြောမစွင်များသွားပြန်တော့ကျွန်တော်ယူမသုံးဘူးပေါ့နော်ယူမသုံးဘူးဒါပေမဲ့ကိုကပို့ပပါဗီဒီယိုလေးတွေကိုအတွက်ပဲဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်သုံးလို့ရတယ်ဒီမှာရှိနေတဲ့ oops တို့ပါလို့ဆိုလို့ရှိရင်အာ ကျွန်တော်ပြောစကားပြောနေတဲ့ကိုကလန့်သွားတဲ့အခါ expression ကိုဖော်ပြခြင်းတဲ့အခါဒါမျိုးပြဿနာကလည်း oops ဆိုပြီးထွက်သွားတဲ့အခါကြောင့်လို့ရှင်ဒီလို sticker လေးတွေယူပြီးတော့သုံးလို့ရတယ်။ဒီကနေ ting ဆိုပေါ်လာတာမျိုးတွေလုပ်လို့ရတယ်။ဟောနော်။ဆိုတော့ဒါကတော့ emoji လေးတွေလည်းရတယ်။အာဆိုတော့ကိုကကိုနည်းနည်းလေးလိုက်ကြည့်ပြီးတော့ကိုထည့်ချင်တာလေးတွေထည့်လိုက်ပါတော့နော်။ Okay ။နောက်ခုကတော့ video effect ပေါ့နော်။ video effect မှာတော့ အာကျွန်တော်တို့ဒီအများကြီးရှိတယ်အာဒီဗီဒီယိုကိုလောက်သွားအောင် လုပ်ချင်တာလားအာဒါမှမဟုတ်ရှင်အာဘယ်လိုပြောမလဲဒီလိုမျိုးလေးပေါ့ဆန်းဆန်းရုပ်ကြီးအဲ့လိုဒီဒီငင်ငင်ကြီးဖြစ်နေမှာပဲဆန်းဆန်းပြပြပြောများစုကတော့သူက TikTok အတွက်ပေါ့နော် TikTok အတွက်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ TikTok မှာဆိုလို့ရှင်လှုပ်ရနေတာဒီဗီဒီယိုတွေอ่ะဆိုတော့ကျွန်တော်ဒီကောင်းလေး YouTube သုံးပြီးတော့ထည့်လို့ရတယ်ဗီဒီယိုတွေကိုခမမိုက်တွေဖြောင်းလို့လို့ရတယ်နော် ဆိုတော့ဒီမှာဆိုရင်ဒါဆို opening နဲ့ closing ဆိုလို့ရှိရင်ကြတော့သူကအဝင်နဲ့ video အဝင်ပုံစံနဲ့အထွက်နဲ့ပေါ့နော်အဲဒီမှာ effect တွေထည့်ပြီးတာဖြစ်ပါတယ် night clap ဆိုလို့ရှိရင်သူကတုံချမ်းတုံချမ်းဆိုတဲ့ဟာမျိုးလေးတွေအာလှုပ်နေတဲ့ဟာမျိုးလေးတွေမီးလေးတွေမိတ်တုံမိတ်တုံဖြစ်နေတဲ့ဟာမျိုးလေးတွေလာမယ်ဆိုတော့ lens ဆိုတဲ့ဟာသူက video ရှေ့တိုးနောက်ဆုံးအဲ့လိုဟာမျိုးလေးတွေအများစုလာနိုင်မယ် ကျန်တာကတော့ကျွန်တော်တို့ဆက်ပြီးတော့အခုကိုတခြားလောက်ကြည့်ကြည့်လိုက်ပါပြီးတော့နောက်တစ်ခုက video body effect ပေါ့နော် body effect ဆိုတာကဒီလိုမျိုးအာအခြေတွေခွဲထွက်သွားတာမျိုးတွေပြီးသွားရင်အာနောက်ကနေ background မှာကိုယ်ရဲ့ပုံလာပြီးကတ်တာမျိုးတွေဆိုတော့ body နဲ့ပတ်သက်တဲ့ effect တွေကျွန်တော်တို့အများကြီးထုတ်လို့ရတယ်ပြီးတော့ခန္ဓာကိုယ်မှာအာအလင်းရောင်တွေထွက်ချင်တာမျိုးတွေဆိုတော့နော်ဒီမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ဒီအလင်းရောင်တွေကပတ်နေတာပေါ့နော် ော့အဲ့လိုမျိုးလေးတွေထည့်ချင်ရဆိုလို့ရှိရင် body fat ကိုသုံးပြီးတော့ကျွန်တော်ထည့်လို့ရတယ်နောက်တော့ transition transition ဆိုတာကတော့တို့ကျွန်တော်တို့ရိုက်ထားတာ cut တွေတက် cut တစ်ခုပြီးတစ်ခုရှိတယ်ပေါ့နော်အဲပရမတကန်နဲ့လူတရားတကန်နဲ့ကိုဆက်ချင်တယ်ဆိုလို့ရှိရင်အဲကြောင့်လည်းအမှ transition ပုံစံလေးခလာလေးတွေရှိတယ်။ transition ခလာလေးတွေရှိတယ်။နော် transition ခလာလေးတွေရှိတယ်။ okay အာ ဒါလေးတွေကိုကျွန်တော်တို့ကကတ်တစ်ခုနဲ့တစ်ခုနဲ့ကြားထဲမှာထည့်လိုက်လို့ဆိုလို့ဆိုလို့ရှိရင်အာ transition လှလှလေးတွေပြောင်းသွားမယ်ပေါ့နော်ကတ်တစ်ခုကနေနောက်တစ်ခုကိုလှလှလေးတွေပြောင်းသွားမယ်ပြောင်းသွားမယ်ပြီးတော့နောက်တစ်ခုက caption ဆိုတာကတော့လည်းခုနအတူတူတိုင်းပဲကျွန်တော်တို့ဒီမှာအာ PC version သုံးတဲ့လူတွေအားသာချက်ကပါတယ်ဆိုတော့ကျွန်တော်တို့ auto caption ကောင်းကောင်းသုံးလို့ရတယ် spoken language မှာကျွန်တော်တို့ Bami ဆိုပြီးတော့ပါတယ်အာ phone version မှာကျွန်တော် spoken language မှာ Bami ဆိုပြီးတော့မပါဘူး မပါသေးဘူးပေါ့နော်မပါသေးဘူးဆိုတော့အဲ့တော့ကျွန်တော်တို့က spoken language မှာဘလို့ထည့်ကျင်လဲဆိုတော့အဲထားပါတယ်ကျွန်တော်တို့တွေကအင်္ဂလိပ်စကားပြောနေပြောနေမယ်ဆိုလို့ရှိရင် spoken language ကို english english ရွေးလိုက်ပေါ့နော် english english ရွေးလိုက်မယ်ပြီးတော့ရင်အောက်မှာအာကျွန်တော်တို့အဲ့ဒီပြောနေတဲ့ဘာသာစကားကိုထပ်ပြီးတော့ translate လုပ်ပြီးတော့မှပြချင်တဲ့ subtitle ရှိရဆိုလို့ပါမယ်ဆိုတော့ကျွန်တော်တို့ပဇန်းကနေပြောနေအင်္ဂလိပ်ဘာသာစကားကိုသူကတခါလေ auto မြန်မာဘာသာစကားဖြစ်ပြောင်းပေးသွားမှာဆိုတော့ဒါပေမဲ့အဲ့ဒါကအစီလင်ငေါ်တော့မတည့်ဘူးပြောမယ်ဆိုရင်လုံးဝကြီးဒါတကြီးဟို translate လုပ်ပြီးကူးထားတဲ့ပုံစံမျိုးတိုင်းရှိတယ်အဲဒါပေမဲ့ဘယ်လိုပြောမလဲအနေနဲ့ပါပါ like ပြင်ရတာမျိုးလောက်ပဲရှိတယ်ပေါ့နော်ဆိုတော့အနေနဲ့ပါပါဆိုမယ်လည်းဘယ်လိုပြောမလဲအဲ့လိုပေါ့အဲ I go to school ဆိုလို့ရှိရင်အာကျွန်တော်ကျောင်းကိုသွားနေတယ်လို့ကျွန်တော်တို့မြန်မာလိုဟိုပြ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 န်မယ်ဆိုအဲ့လိုပြန်တယ်ပေါ့သူကကြောက်အဲ့လိုမဟုတ်ကျွန်တော်ကျောင်းကိုသွားနေသည်ဒါမှမဟုတ်ကျွန်တော်ကျောင်းကိုသွားသည်အဲ့လိုကြီး တည်ပြန်တာပေါ့နော်ဆိုတော့ okay ဒါကတော့ auto lyrics ဆိုတဲ့ဟာကတော့ကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်မသုံးဘူးကျွန်တော်မသုံးဘူးအာဒီတိုင်းအာမသုံးတတ်တဲ့သူတွေကို skill တစ်ခုအနေနဲ့အာသင်ယူခြင်းတဲ့လူတွေအတွက်ဗီဒီယိုလုပ်ပြတာဖြစ်တဲ့အတွက်အာဟိုဒီဒီကြကြကြီးတော့နိုင်ပြီးတော့ပြောမနေတော့ဘူးပေါ့နော် Okay နောက်ခုကတော့ကျွန်တော်တို့ filter ပေါ့နော် filter ဆိုတာကကျွန်တော်တို့ပုံမှန်အာဒီဗီဒီယိုတွေရိုက်တဲ့အခါကြာလို့ရှိရင် color တွေကနည်းနည်းဒီဝါနေတာတို့ဘယ်လိုပြောလဲ color တွေကမမှန်တာတို့တင်ပါလို့ color မွဲနေတာတို့မျိုးတွေအာရှိတယ်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကျွန်တော်တို့ကအာဒီကဒီက filter ကိုယူပြီးတော့အုပ်လိုက်တယ်ဆိုလို့ရှိရင်အာကျွန်တော်တို့အုပ်တဲ့ပုံမှုတည်ပြီးတော့ပေါ့နော် ကျွန်တော်တို့ဒီအာ filter ယူတဲ့ ဟာပုံမူတည်ပြီးတော့မှအကန်အလေးတွေကစူစူလေးတွေဖြစ်သွားတာလို့ပြ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 လေးဖြစ်သွားတာလို့ပို့ပြီးတော့စိတ်ဝင်စားသွားတာမျိုးလို့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ဆိုတော့နောက်ခုက adjustment ပေါ့နော် adjustment ကတော့အာကျွန်တော်တို့ဒီကာနာတုံးတွေကိုဟာကိုညှိတာပေါ့နော်ကိုကကိုကကိုညှိတာဆိုတော့ကျွန်တော်ကတော့အာမညှိတော့ဘူးဒီ filter နဲ့ပဲလုပ်ပြီးတော့တုံးတယ် okay โอเคဆိုတော့ကဘာထပ်ပြအောင်မလဲโอเคအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအာကျန်တာကိုနောက်ရက်မှာဆက်ပြီးတော့ပြောပြပါမယ်